ဂျာမန်ရှက်ဘက် VS ဘယ်ဂျီယမ်မလောနီဂျာမန်ရှက်ဘက်ခရီးနဲ့ဘယ်ဂျီယမ်မလောနီစခရီးမှာဘေကောင်က IQ ပိုမြင့်ပြီးအိမ်မွေးခွေးပြစ်တဲ့တုံဆုံးလေမင်္ဂလာပါ The Bomb Store ကနေကြိုဆိုပါရီဒီနေ့ဗီဒီယိုလေးမှာတော့ခွေးမျိုးစေ့တွေတဲကမှညာရီအထက်မြတ်ဆုံးစည်းဝင်ဖြစ်ကြတဲ့ဂျာမန်ရှက်ဘက်ခရီးနဲ့ဘယ်ဂျီယမ်မလောနီစခရီးထဲမှာဘေကောင်က IQ ပိုမြင့်ပြီးအိမ်မွေးခွေးပြစ်တဲ့တုံဆုံးဖြစ်မလဲဆိုတာကိုကျွန်တော်တို့တစ်ချက်လောက်လေ့လာကြည့်လိုက်ကြရအောင်ပါနံပါတ်1ညာရီထက်မြတ်မှုအပိုင်း ညင်ထမြဲမှုပိုင်းမှာတော့နှကောင်စလုံးကကဘာ IQ အမြင့်ဆုံးခွေးမျိုးစိတ် Tortree မှာစီးရင်ဝင်တဲ့ခွေးမျိုးစိတ်တွေလည်းဖြစ်ကြပါရည်။အရင်ဆုံးအနေနဲ့ Belgian Malinois တွေရဲ့ညင်ထမြဲမှုအပိုင်းကိုအရင်ဆုံးလေ့လာကြည့်လိုက်ကြရအောင်ပါ။ Belgian Malinois ခွေးမျိုးစိတ်တွေက Belgian နိုင်ငံကနေပေါက်ဖွားလာကြတာဖြစ်ပြီးတော့သူတို့ရဲ့ညင်ထမြဲမှုအပိုင်းမှာထင်ရှားတဲ့ခွေးမျိုးစိတ်တွေလည်းဖြစ်ကြပါရည်။အမိန်ပေးချက်တွေကိုလည်း second by အတွင်းနဲ့တိကျစွာလှုပ်ဆောင်နိုင်ကြပြီးတော့တင်လေအတွက်လေဆုံးခွေးမျိုးစိတ်တွေဖြစ်ထင်ရှားကြပါရည်။ သူတို့ရဲ့ဉာဏ်ထက်မြတ်မှုနဲ့ဘယ်လုပ်ငန်းမဆိုတော်လက်ဆော့လှုပ်ဆောင်နိုင်မှုတွေကြောင့် military ခွေးနဲ့ K9 ခွေးတွေဖြစ်အသုံးများဆုံးခွေးမျိုးစိတ်တွေလည်းဖြစ်ကြပါရည်။ဒါဆိုရင်တော့ German Shepherd ခွေးရဲ့ဉာဏ်ထက်မြတ်မှုကိုတစ်ချက်လောက်လေ့လာကြည့်လိုက်ကြရအောင်ပါ။ German Shepherd ခွေးကဂျာမနီနိုင်ငံကနေပေါက်ဖွားလာကြပြီးတော့သူတို့ရဲ့ဉာဏ်ထက်မြတ်မှုနဲ့အတွင်းကြကြာအာရုံစူးစိုက်နိုင်မှုတိကျမန်ကန်စွာအမိန်နာခံတက်မှုတွေကြောင့်ထင်ရှားကြပါရည်။ဒါပေမဲ့လည်းတင်းလဲတွက်လဲမှုနဲ့လင်းမြန်တွက်လဲမှုအပိုင်းမှာတော့ ဘယ်ဂျင်မလောနစ်ခွေရီကပူတာကြပြီး IQ ပိုင်းကိုခြုံငုံကြည့်မယ်ဆိုရင်တော့ဘယ်ဂျင်မလောနစ်တွေကပဲနိုင်ရရှိတာဖြစ်ပါတယ်။နံပါတ်2တစ္ဆာရှိမှုအပိုင်းတစ္ဆာရှိမှုပိုင်းနဲ့ပတ်သက်လာခဲ့မယ်ဆိုရင်တော့ဂျာမန်ရှက်ဘတ်တွေကပို့ပြီးတော့တာကြပါတယ်။ဂျာမန်ရှက်ဘတ်ခွေရီကသူတို့ရဲ့တခင်မိသားစုအသွေးသားနဲ့ဖွဲ့စည်းထားသလားထင်မဲ့ရလောက်အောင်ထိကုန်မှာသူတို့ချစ်တဲ့တခင်ပေါ်မှာတစ္ဆာကြီးမားကြတာပဲဖြစ်ပါတယ်။သူတို့ကတော့တင်းရဲ့စိတ်ခံစားမှုတွေအားလုံးကိုအကြေးပြန့်နိုင်ကြပြီးတော့ခမရကစိတ်ဒုက္ခရောက်နေတာလား ဝန်ထဲမှုတွေခန်းစားနေရလားဆိုတာကိုလည်းကြေခန့်နိုင်ကြပါပြီ။ဒါကြောင့်မလို့လေတင်းကသူတို့လေးတွေကိုနင်းနေချီအောင်ပြစ်ထားခဲ့ရင်တော့မှအပြောင်းလဲမရှိဘဲနဲ့တစ္ဆာရှိရှိစောင့်နေမဲ့ခွေးမျိုးစစ်တွေလည်းဖြစ်ကြပါပြီ။ဒီဘက်မှာလည်းဘယ်ဂျန်မလောနစ်ခွေးတွေကတစ္ဆာရှိမှုအပိုင်းမှာတော့ဂျာမန်ရှက်ဘက်တွေကိုတော့မမီနိုင်ကြပါဘူး။အများအပြားဘယ်ဂျန်မလောနစ်ခွေးရီကအလုတ်အတွက်တာအများဆုံးဝေးမြူချပြီးတော့ဘေတုကမှာတိတ်ပြီးတော့ဂီယူမဆိုင်တက်တဲ့အကောင်လေးလည်းဖြစ်ပါရီ။တေချာလေးချင်းမှုမပေးထားရင်အငိမ့်နေမဲ့ကောင်လေးတော့မဟုတ်ပါဘူး။ အိမ်ကတွေ့သမျှပစ္စည်းကိုလိုက်ဖျင်းနေမဲ့ကောင်းလေးလည်းဖြစ်ပါရီဒါကြောင့်မလို့လေတစ္ဆာရှိမှုအပိုင်းမှာတော့ဂျာမန်ရှက်ဘက်ခွရီကအနိုင်ရပါရီနံပါတ်3အိမ်လုံးချုံမှုအပိုင်းအိမ်လုံးချုံမှုပိုင်းနဲ့ပတ်သက်လာခဲ့မယ်ဆိုရင်တော့နှကောင်စလုံးကပြောစရာတော့မသိမလို့ကြပါဘူးမူလကလည်းစစ်ခွေးမျိုးတွေဖြစ်နေတာကြောင့်ဒိန်းရဲ့အိမ်လုံးချုံမှုအပိုင်းမှာတော့နှကောင်စလုံးကအပြေးဝပေးနိုင်တဲ့ခွေးမျိုးစိတ်တွေလည်းဖြစ်ကြပါရီ ဘယ်ဂျမ်လုံးနစ်ကွေရီကအမြဲလိုလိုတက်ကြွစွာနဲ့နေတက်ကြပြီးတော့ရန်ပြူလာသမ ्या တွေကိုလည်းကိုက်ဖြတ်ဖို့အစင်သိမ့်ဖြစ်နေတဲ့ကောင်းတွေလည်းဖြစ်ပါရီခေါင်းပိုင်းမှာတော့ဂျာမန်ရှက်ဘက်တွေကပို့ပြီးတော့အားတန်တယ်လို့ဒေမင်မှုပိုင်းမှာဆိုရင်တော့ဘယ်ဂျမ်မလောနစ်တွေကပို့ပြီးတော့တာပြန်တာဖြစ်ပါရီနေကောင်စလုံးကတော့အန်ဒီတခုခုနဲ့ကြုံတွေ့လာခဲ့မယ်ဆိုရင်သူတို့ချစ်တဲ့တခင်မိသားစုအပေါ်ကိုအတန်းနဲ့ကိုရင်းပြီးတော့ကာကွယ်ပေးမယ့်အကောင်တွေလည်းဖြစ်ပါရီဒါကြောင့်တကယ်လို့ဒီနေကောင်ထဲမှာအိမ်မွေးခွေးဖြစ်ရွေးချယ်မှုကတင်းနေပဲဆိုင်ပါရီ ၎င်းစလုံးကငြိမ်ငြံသွေးပြေဝကြပြီးတော့မိသားစုနဲ့အိမ်လုံးဂျုံမှုကိုလည်းပေးနိုင်တဲ့ခွေးမျိုးစိတ်တွေလည်းဖြစ်ကြပါရည်။ဒါပေမဲ့လည်းဂျာမန်ရှက်ဘက်ခွေးတွေကဘယ်ဂျန်မလောနီစထရိတ်ထက်ပိုပြီးတော့လူရင်းနဲ့ဖော်ရည်တက်တဲ့ခွေးမျိုးစိတ်တွေလည်းဖြစ်တာကိုတော့ထည့်သွင်းပြစေ။ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ Sony ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ။